မြန်ပြည်နဲ့အကိုက်ဆုံးလဲဖြစ်အကြမ်းလဲခံပန်းလဲပွင့်ဘုံဆိုင်လိုလဲစိုက်ပျိုးပြုတ်ပြင်ထိမ့်သိမ့်နိုင်တဲ့အပင်တစ်မျိုးအကြောင်းကိုဝင်းမြချင်ပါတယ်၆တွေ့ပူပြင်းတဲ့တဲကန်တဲ့အထက်မှာအသက်ရှင်နေတဲ့အပင်တစ်မျိုးပါ အပင်ချစ်သူတွေစိတ်ကြိုက်ဖြစ်စေရမှာပါလီယိုဘုံဆိုင် and nursery channel ကနေကြိုဆိုလိုက်ပါတယ် ၆တွေ့ပူပြင်းတဲ့ကဏ္ဍအထက်မှာအသက်ရှင်နေတဲ့အပင်ကြောင်းဝင်မြခင်မှာဘွန်ဆိုင်တဲ့အပင်အကြောင်းတွေဝင်မြနေတဲ့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့ပြောပြစေ။မြန်ပြင်းတဲ့အကိုက်ဆုံးလက်ဖြစ်အကြမ်းလက်ခံပန်းလက်ပွင့်ဘွန်ဆိုင်လိုမျိုးစိုက်ပျိုးပြုပြင်ထိန်သိမ်းနိုင်တဲ့အပင်တစ်မျိုးကတော့၆တွေ့ပူပြင်းတဲ့ကဏ္ဍအထက်မှာအသက်ရှင်နေတဲ့အပင်တစ်မျိုးပါ။ဒါကတော့ကဏ္ဍရနင်းစီ disaster rose လို့ခေါ်တဲ့ Adenium obisum ပဲဖြစ်ပါတယ်။သူ့ရဲ့ထူခြားတဲ့ပင်စည်ဆွဲဆောင်မှုရှိတဲ့အပွင့်နဲ့စိုက်ပျိုးရလွယ်ကူမှုကြောင့်မြန်မာပြည်ကအပင်ချစ်သူတွေသာမဟုတ်ကကဘာတဝန်းလုံးကအပင်ဝါဒနာရှင်တွေကိုပါဆွဲမက်စေပါတယ်။ဒီနေ့ဝင်မြမဲ့ကဏ္ဍရနေစီအကြောင်းမှာတော့သူ့ရဲ့ဇာတိမူရင်းဒေတာကဘာတဝန်းလုံးကိုပြန့်နှံ့လာပုံစိုက်ပျိုးထိမ့်သိမ်းနီးနဲ့ထိမ့်သိမ်းဆောက်ရှောက်နေတွေကိုဝင်မြသွားမှာဖြစ်ပါတယ်။ ဂန္ဓာယနင်းစီဟာအာဖရိကဆာဟယ်ဒေသဆာဟာရဂန္ဓာယပေါ့အရှေ့အာဖရိကနဲ့အာရဗျကျွန်းဆွယ်တွေမှာမူလပေါက်ရောက်ခဲ့ပါတယ်သူရဲ့ပင်စီထဲမှာရေတိုးလောင်နိုင်စွမ်းကြောင့်၆တွေ့တဲ့ရာသီဥတုမှာရှင်သန်နေနိုင်တာပါကုန်တယ်တွေနဲ့ကိုလိုနီစနစ်ကြောင့်အာရှဥရောပနဲ့အမေရိကတို့ကိုရောက်ရှိလာပြီးတော့အလားဆိုင်ပင်ဖြစ်နာမည်ကြီးလာတာပါတိတ်ပန်နာမည်ကတော့ adenium obesum လို့ခေါ်ပါတယ်။ဖောင်းကြွတဲ့ပင်စီလို့အဓိပ္ပာယ်ရပါတယ်။တိုင်းဆွေးတွေမှာအစိတ်အဖြစ်အသုံးပြုပေမဲ့အခုအခါမှာတော့အလအစိုက်ပင်ဖြစ်လူကြိုက်များနေပါပြီ။ကနေရနင်းစီပင်ဟာအပူပိုင်းဒေသများမှာပေါရောက်တဲ့အပင်အလက်စားအပင်အမျိုးအစားဖြစ်ပြီးတော့လက်ပတဲ့ပန်းပွင့်လေးတွေထူခြားတဲ့ပင်စီနဲ့ရာသီဥတုတံခံနိုင်မှုကြောင့်ကဘာတဝမ်းလုံးကလူတွေကကြိုက်နေတတ်ကြပါတယ်။ 19ရာစုကစပြီးတော့ဥရောပပန်းချံတွေကနေထိုင်းထိုင်ဝမ်တို့မှာအယောင်ဆုံးအမျိုးကွဲတွေစတင်မွေးမြူလာကြပါတယ်ဒီအပင်ဟာစုဆောင်းသူတွေအတွက်တန်ဖိုးကြီးမြင့်ပြီးတော့အဖိုးတန်လာပါတယ်ကန်နယာနေစီပင်ဟာအာဖရိကတိုက်ဆာဟယ်ဒေသဆူဒန်ဆိုမာလီယာနဲ့အာရေဗျအကျွန်းဆွဲယီမန်နိုင်ငံအိုမန်နိုင်ငံတို့ကသူ့ရဲ့မူလဇာတိဖြစ်ပေမဲ့အခုခါမှာတော့ ကမ္ဘာတဝမ်းမှာစက်ပြိုပြန့်နှံ့နေပါပြီ။အာရှနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံ၊အိန္ဒိယ၊ဗီယက်နမ်၊တရုတ်တောင်ပိုင်းတို့မှာဥယျာဉ်ခြံများတွေမှာအိမ်တွင်းအလားဆိုင်ပင်ဖြစ်လူကြိုက်များပါတယ်။အမေရိကမှာတော့အမေရိကန်ပြည်ထောင်စု Florida, Texas, Mexico, Caribbean ဒေသများမှာအများဆုံးစိုက်ကြပြီးတော့ Australia မှာဆိုရင်တော့မိုးခေါင်ရေရှားဒေသတွေမှာစိုက်ပြိုကြပါတယ်။ ကနတ်နင်းစီဟာသူ့ရဲ့မူရင်းဒေတာနဲ့ကဘာတဝမ်းလုံးကိုဘာကြောင့်မို့လင်းမြန်စွာပြန့်နှံ့သွားရတယ်အကြောင်းရင်းကဒီလိုရှိပါတယ်ကနတ်နင်းစီဟာသူ့ရဲ့လပ်ပပြီးအယောင်သွေးဆုံတဲ့အဖွင့်ခန့်ညားတဲ့ပင်စင်နဲ့အံ့ဩဖွယ်ကောင်းတဲ့အမြင့်ရဲ့အလတရားတွေနဲ့ရာဒီဥဒုတံကိုခံနိုင်မှုတို့ကြောင့်ဥယျင်အတွင်းအလဆိုင်ပြဖြစ်စီးပွားဖြစ်ဆိုင်ပြမှုမြင့်တက်လာပြီးကဘာတဝမ်းကိုပြန့်နှံ့လာပါတယ်ထိုင်းနိုင်ငံမှာတော့ဂန္ဓာယနင်းစီမျိုးတွေကို hybrid မျိုးစိတ်တွေအဖြစ်မွေးထုတ် တဲ့လုပ်ငန်းကဖြွန့်ဖြိုးလာပြီးတော့ကဘာတဝမ်းကို တင်ပို့မှုအများပြားလာပါတယ်။ရေရှားပါတဲ့ဒေသတွေအတွက်အလွန်တင့်တော်တဲ့အလားဆိုင်ပင်ဖြစ်သိပ်ပံနီကြာစိုက်ပျိုးနီများဖြွန့်ဖြိုးလာခြင်းကြောင့်ကဘာတဝမ်းကိုအလင်းများပြန့်နှံ့လာခြင်းဖြစ်ပါတယ်။ကနေရနေ့စဉ်နဲ့ပတ်သက်ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ အရေးအပါယုံကြည်မှုတွေကလည်းအလွန်များပြားလာပါတယ်အရှေ့အာဖရိကဒေသကင်ညာဘက်မှာတော့ဂန္ဓာယနင်းစီပင်ကိုအစိပ်ဖြစ်စေတဲ့အပင်အဖြစ်တည်ထားကြပေမဲ့ရိုးရာဆေးဝါးအဖြစ်အသုံးပြုမှုရှိပါတယ်အာဖရိကရဲ့အချို့ဒေသမှာရှိတဲ့ဝိဇာဆရာတွေကတော့ဂန္ဓာယနင်းစီပင်ကို အစွမ်းထက်တဲ့အစွမ်းအင်ရှိတဲ့အပင်လို့ယုံကြည်ကြပါတယ်အရှေ့အလယ်ပိုင်းယဉ်ကျေးမှုမှာတော့ ာရက်လူမျိုးစုများက ကနယနေစီပင်ဟာသူ့ရဲ့အလကိုဒေတဇာတိအလကို ကိုစားပြုတဲ့အပြင်ခိုင်မြဲတဲ့အချစ်အတင်ကိတာအဖြစ်မှတ်ယူကြပါတယ်။အာရှနိုင်ငံများထဲမှာတော့ထိုင်းနိုင်ငံမှာကနယနေစီပင်ကိုနွမ်နွမ်လို့ခေါ်ပြီးတော့ကံကောင်းခြင်းချမ်းသာခြင်းအတင်ကိတာအဖြစ်အိမ်တွင်အလဆင်လေးရှိပါတယ်။အိန္ဒိယနဲ့တရုတ်မှာဆိုရင်ဥယျာဉ်ပန်းချန်နဲ့ဘွန်ဇန်းပုံစံတွင်ပြီးတော့အလဆင်ကြပါတယ်။ ကဏ္ဍနင်းစီက ခစ်တစ်မှာအသုံးပြုတဲ့သင်္ကေတများဖြစ်တယ်။ပန်းချံတွေမှာအရောင်အသွေးစုံနဲ့ကဏ္ဍရနင်းစီပန်းပွင့်များရဲ့အရောင်အလောက်ကိုအသားပေးပြီးတော့ကဘာတဝက်မှာကဏ္ဍနင်းစီပန်းပြပွဲများပြသလေးရှိပါတယ်။ဘွန်ဆိုင်နုပညာနဲ့ပတ်သက်ပြီးတော့လဲထိုင်းဂျပန်တရုတ်တို့မှာကဏ္ဍနင်းစီကိုဘွန်ဆိုင်ပုံစံပုံဖော်ပြီးတော့ရောက်ချရာမှာဈေးကြီးပေးဝယ်ယူကြတာကိုတွေ့ကြရပါတယ်။ ဂဏယနင်းစီပင်ကိုခစ်တဲ့ယင်ကျေယူမှုမှာတော့ဂဏယနင်းစီရဲ့ပင်စီတည်ငြိမ်မှုကိုစိတ်သက်ခိုင်မာမှုနဲ့ဆက်ဆက်ပေးပြီးတော့စိတ်ငြိမ်းချမ်းမှုရဲ့တင်ဂီတာဖြစ်ပေါ်ဆောင်ကြပါတယ်။ဂဏယနင်းစီကို စီးပွားဖြစ်ထိုင်းနိုင်ငံကနေဂဏယနင်းစီရဲ့ hybrid music များအများပြားကိုထုတ်လုပ်တဲ့နေရာမှာ ကပ္ပရဲ့ဥဆောင်နိုင်ငံဖြစ်ပြီးတော့တန်ဖိုးမြင့်ဈေးကွက်တို့ကိုတင်ပို့ရောင်းချလက်ရှိပါတယ်။ဂဏနင်းစီဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရှိတဲ့အပင်အဖြစ်သူတေသနာပြုခြင်းကိုခံရတဲ့အပင်လည်းဖြစ်ပါတယ်။နောက်ပြီးတော့တဲကန္တာရတဲကန္တာရဒေတာရဲ့ဂီဟစနစ်ကိုထိမ့်သိမ်းရမှာအရေးပါတဲ့အပင်မျိုးစိတ်ဖြစ်တယ်လို့ဆိုပါတယ်။ကနယနန်းစီပင်ဟာတဘာဝရဲ့အော့ဖွယ်အလောက်ကိုပေါင်းစပ်ထားတဲ့အပင်ဖြစ်ပြီးတော့ကဘာတဝမ်းပြတ်နတ်မှုနဲ့ရင်ကျေးမှုဆိုင်ရာတပ်ဖို့များက လူအဖွဲ့အစည်းနဲ့တဘာဝကြဆက်ဆက်မှုကိုထင်ဟပ်စေပါတယ်။ရှေးကျတဲ့ရိုးရာအယူအဆကနေခေတ်သစ်ဥယျာဉ်ချမ်းမြေအထိကနန်းရနှင်းစစ်ပင်ရဲ့အလှစွမ်းအင်နဲ့စီးပွားရေးတံဖိုးတို့ကိုပေါင်းဆက်ပေးထားတာလည်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်ကနန်းနှင်းစီလို့ခေါ်တဲ့ Edenium obisum အကြောင်းကိုတိခောက်မိပြီလို့ထင်ပါတယ်။နောက်ဗီဒီယိုမှာတော့ကနန်းနှင်းစီကိုစိုက်ပျိုးနီးပြုစုထိန်းသိမ်းစောင့်ရှောက်နေတဲ့ကိုမျှဝေသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုစေလိုပါတယ်။ဒီဗီဒီယိုလေးကနေတခုခုရသွားမယ်ဆိုရင် တခြားအပင်ချစ်သူတွေသိရှိစေဖို့ share ပေးလိုက်ကြပါဘွန်ဆိုင်နဲ့အပင်အကြောင်းတွေဝေအမြဲဝေမြသွားမှာဖြစ်လို့ကျွန်တော် channel ကိုလေးကို like and subscribe လုပ်ခဲ့ပေးစီလိုပါတယ်အတစ်တင်နိုင်သိရှိစေဖို့ခေါင်းလောင်းလေးကိုနှိပ်သွားဖို့လည်းမမေ့ပါနဲ့ဟောပြန်ဆောင်ကြမယ်လေးပေးကင်းကြပါစေဗျာကျေးဇူးတင်ပါတယ်